ဘောင်ဝင်းဆိုတဲ့လူတယောက်ဟာကားပြင်ဖို့မွေးမလုံလောက်တာကြောင့်ဝက်ရှော့ထဲမှာတိုင်ပတ်နေပါတယ်။တသမီးလေးကိုကြောင်းကြိုရမှာဖြစ်ပေမဲ့ကားမရှိတာကြောင့်သွားမနိုင်တော့ပဲဖြစ်သွားပါတယ်။ဝက်ရှော့ကကောင်းကိုပညာပေးချင်တာနဲ့ပတ်စံခိုးလာလိုက်ပေမဲ့သူ့ထက်တောင်မွေးနေတဲ့ကောင်ဖြစ်နေပါတယ်။ကားပြင်လို့ရမယ့်မွေးလေးရောက်ကားတွေလိုက်ခိုးဖို့စူးစမ်းပေမဲ့မအောင်မင်းပဲကားထဲပိတ်မိနေတဲ့ခွေးလေးတွေ့လို့ရေတောင်တိုက်ခဲ့ရပါသေးတယ်။ဒီအချိန်မှာပဲတမီးဖြစ်သူထံကဖုန်းဆက်လာပြီးသူ့ကိုလာမကြိုလို့စိတ်မဆိုးကြောင်းနဲ့ဖမေကိုပဲအမဲချစ်ပေးနေမှာလို့ပြောလိုက်ပါတယ်။လမ်းဆက်လျှောက်နေရင်တန်းပြက်နေတဲ့မော်ရယ်မင်းကားတစ်စီးကိုတွေ့လိုက်ရပါတယ်။ကြောင်ကြိုကြောင်ကြားမှာလာထိုးထ တော့ထိုးဆမ်းပေမဲ့ကားတစ်ခါကိုဖွင့်ကြည့်လိုက်တော့ပွင့်နေတာကြောင့်ပွားပေါက်တိုးပြီဆိုပြီးပြောသွားပါတယ်ဒါပေမဲ့အထဲကိုဝင်းချာကြည့်ချိန်မှာတော့နေကမြင့်မှန်ကလွဲပြီးကျန်တာဘာမှမတွေ့ရပါဘူးတခြားသူတွေရောက်မလာခင်အပြင်ကိုထွက်ဖို့ကြိုးစားပေမဲ့တကားတွေကသူ့လိုလိုတော့ကြာသွားပြီးပြန်ထွက်လို့မရတော့ပါဘူး brain box တိုင်းကိုကန်ကြောက်ဖွင့်ပြီးတကားဖွင့်လာအောင်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ဘူးဖြစ်နေပါတယ်လူနေသားကနေဖြစ်သွားတိုင်းလဲသူ့ကိုမြင်မှာစိုးလို့ပုံနေရပါသေးတယ်ဒါအပြင် answer me ဆိုတဲ့နေနဲ့ဖုန်းတစ်ခုကလည်းခေါ်ဆိုနေပြီးဘဝင်းကတော့သတိမထားမိနိုင်ပါဘူးကားတွေကနေအမြန်ထွက်နိုင်အောင်ပတ်ချလဲကရှင်းသမျှတကားတွေကိုလိုက်ဖွင့်ကြည့်နေ ရာကိုကားထဲကလှုပ်ဝက်ကင်မရာကနေတဆင်လူတူးကစောက်ကြည့်နေပါတယ်။ကားနောက်ကမှတတ္ထုကြောင်တစ်ခုတွေ့တာနဲ့မှန်ခွဲပြီးထွက်သွားဖို့လုပ်ပေမဲ့မရနိုင်ဘူးဖြစ်နေပါတယ်။စ조사ပန်းစားဖွင့်ရင်းနဲ့တော့သူ့ကိုယ်သူပြန်ထိခိုက်သွားပါသေးတယ်။ဖုန်းဆက်ကြည့်ဖို့စ조사ပေမဲ့တိုင်နေအကုန်ပြောင်းနေပြီးလိုင်းမမီဘူးဖြစ်နေပါတယ်။ဘလို့မှမတက်တာတဲ့အဆုံးလာနေတဲ့ဖုန်းကိုပဲကန်လိုက်ရပြီးအောင်မြင့်ဆိုတဲ့လူနဲ့စကားပြောခဲ့ရတယ်။အောင်မြင့်ကတကိုးကျိုးတွေကိုပညာပေးဖို့အတွက်သူ့ကားကိုထောင်တစ်ခုလိုပုံစံဖြစ်အောင်တိစောက်ထားတယ်လို့ပြောပြတယ်။ဒီစကားကိုကြားကြချင်းကြောက်လန့်ပြီးအိတ်ထဲကဂန်းကိုထုတ်ကာကားမှန်ကိုခွဲပြစ်ဖို့စတင်ပြပါတော့တယ်။ကြီးကမန်နေ င်းတထားလို့မကွဲသွားတဲ့အပြင်ကြီးစံကပြန်ကန်လာကဘာဝင်းကိုထိမှန်သွားပါရင်လူနာအတင်ကားကိုခေါ်ဖို့ဖုန်းဆက်ပေးမယ်ထုံးစံတိုင်းဖုန်းလိုင်းမိမနေပြန်ပါဘူးဖုန်းလိုင်းနေမမိအောင်တေချာစီမံထားရလို့အောင်မင်းကပြောပြပါရင်ဘာဝင်းကရိုင်းတဲ့စကလုံးနဲ့တုံတိုင်းအောင်မင်းကကားထိုင်ကိုနေကိုလျှက်စစ်စီးစီလိုက်တာကြောင့်တက်ကလိုက်နေသေးတယ်နောက်ဆုံးမှာတော့ဘာဝင်းနဲ့တရားရှင်ကြောင့်သတိလစ်သွားပြီးပြန်လို့လာတော့ညာဘက်တောင်ရောက်နေပါပြီသူရဲ့တရားတွေကိုလည်းပတ်တီးစီးပေးထားတာကိုမြင်တွေ့ရတယ်စားစရာလဲကိုနေမလို့စိတ်ညစ်နေတော့အောင်မင်းစီကဖုန်းဝင်လာတယ်သူအကြောင်းပြောပြမယ်လို့အောင်မင်းကပြောပေးမယ်ဘာဝင်းကဂိမ်းမဆိုင်ပုံမရတာကြောင့် ဖုံးချသွားပါတယ်။ကားတွေကအဲကွန်းကိုအေးအေးဆုံးဖွင့်ပေးထားတာကြောင့်ဘောင်ဝင်ခင်များချမ်းတုံနေရပါပြီ။နောက်တစ်ခါမြိုင်းတော့ပါဘူးလို့တောင်းတော့မှန်ပြောလိုက်မှအဲကွန်းကိုပိတ်သွားပါတယ်။အောင်မြင့်ကဘောင်ဝင်ရဲ့အမှတ်ပုံတင်နံပါတ်ကိုတောင်းနေပြီ။သူအချောင်းကိုစုံစမ်းကျင်နေပါတယ်။စစ်ဆေးကြည့်လို့ဒါဟာဘောင်ဝင်ရဲ့ပထမဆုံးအမှုဆိုရင်ပွားရောက်ပေးမယ်လို့ဆိုပါတယ်။ဘောင်ဝင်ကမပေးလို့ကားရင်းအပူချိန်ကိုအမြင့်ဆုံးနေထားပေးလိုက်ပြီးကားတွေကဘောင်ဝင်ကတော့ကန်နာနဲ့ရောက်တယ်လို့ပူလောင်နေပါတယ်။အမြင့်ဘက်မှာမိုးရွာနေပေမယ့်အေးတံကိုတစ်စက်ကလေးမှမခံစားရလို့စိတ်ညစ်နေရပါပြီ။မတက်တာတဲ့ဆိုအမှတ်ပုံတင်နံပါတ်နဲ့နာမည်ကိုပေးလိုက်တော့မှစားစရာတွေကိုထုတ်ပေးခဲ့တယ်။စားစရာထုတ်ပေးတဲ့ဘောင်စတေးရဲ့အနာ ောင်းမှာစားကတ်ပြားလေးကိုတွေ့မြင်လိုက်ရတယ်။ဖုန်းပြောနေဆရာဝန်ဖြစ်တဲ့အောင်မင်းကစေကူတာဖို့လာခေါ်နေတဲ့စကားလေးကိုကြားလိုက်ရတယ်။ကားရဲ့ထားတဲ့အနီးတိုက်ပေါ်ကစောင်းကြည့်နေတဲ့လူကလည်းထွက်သွားတာမို့လို့ထိုသူကအောင်မင်းဆိုတာသိသွားခဲ့တယ်။ကင်မရာကိုလက်ကလေးထောင်ပြလိုက်တော့ဘာမှမဖြစ်တာတွေ့ရတယ်။အောင်မင်းကသူ့ကိုစောင်းကြည့်မနေတော့တာသိသွားပါတယ်။စားကတ်ကိုကလေးဖို့ကြိုးစားပေမယ့်မအောင်မင်းသေးခင်မှာပဲအောင်မင်းပြန်ရောက်လာပြီးထိုင်ကုန်ကို short တိုက်လိုက်လို့ညင်ညင်နေလိုက်ရတယ်။အောင်မင်းရဲ့စကားလေးပြောနေတော့ခြေထောက်ကစားကတ်ပြားကိုထိဖို့ကြိုးစားနေပါတယ်။နောက်ပိုင်းမှာအောင်မင်းသွားခဲ့ပြီးကားရဲ့ power စနစ်ကိုပိတ်ချနိုင်ခဲ့ကကားကိုကိုယ်တိုင်မ ောင်းမင်းထွက်ပြေးဖို့လုပ်ကြည့်တယ်။မောင်းနေရင်ကားကရပ်သွားပြီးအောင်မင်းကဖုန်းထဲကနေတဆင့်ရေးပြလိုက်တယ်။ကားကိုအောင်မင်းကိုယ်တိုင်ဖုန်းထဲကနေတဆင့်ထင်းချုံမောင်းနေလိုက်ပြီးအရှင်ပြင်းပြင်းမောင်းနေနေတာကြောင့်ဘောင်ဝင်းကတော့ကြောက်လန့်နေပါပြီ။လမ်းကျောတဲ့နေရာကိုရောက်တော့ဓမြတိုက်နေတဲ့တင်းတင်းကျဘိုးအုပ်စုတစ်ခုကိုမြင်တွေ့ခဲ့ရတယ်။သူတို့လုံးနေတာတွေကိုကားလာရင်ပြေးကြည့်လို့ဂန်းနေပြကြပါမယ်။ကြီးကမှန်နေဆိုတော့ဘာမှမဖြစ်ဘူး။အောင်မင်းကပြောရင်းဆိုရင်လည်းဓမြတွေကိုကားနဲ့လိုက်တိုက်ပြီးရှော့သွားတာအသေးစားတဲ့အထိကားနဲ့ကြိတ်ခဲ့တယ်။ဘောင်ဝင်းကကြောက်လန့်နေပြီးအော်ဆဲနေလို့အောင်မင်းကစိတ်ဆိုးပြီးကားကိုအရှင်ပြင်းပြင်းနဲ့လမ်းပြောင်းပြန်နေပါမောင်းပြလိုက်တယ်။တက်တစ်ခုပေါ်ကိုလည်းဝုန်းတန်းကျဲတက်သွားပြီ ်ခေါမိုးထက်ကိုရောက်လာပြီးအရှင်ပြင်းပြင်းနဲ့အောက်ကိုထိုးချဖို့ပြင်ဆင်နေအမောအစွန်လေးရောက်မှချင်းချင်း break out လိုက်လို့ဘာဝင်လဲကားနဲ့ခေါင်းနဲ့ပြေးဆောက်သွားတယ်ဒေးလီလစ်သွားပြီးနိုးလာချိန်မှာမနက်ခင်းတော်ရောက်နေပြီးကားကဆက်သွားနေလို့မဲဘာဝင်အိပ်ပျော်နေလို့မှအောင်မင်းကသူ့မိသားစုစီတောင်သွားလေသေးခဲ့ပြီးဘာဝင်ကိုပရိဒအဖွဲ့စည်းခုအတွက်အလုံးလုံးပေးနေတယ်လို့သွားပြောပြခဲ့တယ်ဘာဝင်ရဲ့မိသားစုစီသွားလေရင်ဒီကြော်ညာလေးတောင်ပြခဲ့ပါသေးတယ်သူ့မိသားစုအကြောင်းကိုပြောပြနေလို့ဘာဝင်လည်းစိတ်ဆိုးပြီးအပြင်ဘက်ကိုကြည့်လိုက်တော့သူ့သမီးလေးတက်နေတဲ့အကြောင်းစီကိုရောက်နေတာတွေ့ရတယ်သမီးလေးကအကြောင်းဆင်းလာချင်းကားကနောက်ကနေလိုက်ပြီးလမ်းဖြတ်ကို 9ချိန်မှာအရှိန်နဲ့ဝင်တိုက်ဖို့ကြိုးစားတယ်။ဘောင်ရဲ့သမီးလေးကဒါကိုတီးသွားပြီးကြောက်လန့်ကထွက်ပြေးပါတယ်။အောင်မင်းကလည်းကားကိုထိန်းချုပ်ပြီးနောက်ကနေအတင်းလိုက်တိုက်တယ်။ဘောင်ရဲ့လည်းသူသေးသမျှတောင်းပန်တဲ့စကားလုံးနဲ့သုံးပြီးခါခါရပြောပေးမယ်။အောင်မင်းကမချေနဲ့နိုင်ဘူး။နောက်ဆုံးမှာအိတ်ထဲကသူ့ကန်းကိုဆွဲထုတ်လိုက်ပြီးကိုယ့်ဘာသာပြစ်လိုက်တော့မှသမီးလေးကိုကားနဲ့မတိုက်တော့ပဲရှောင်သွားပြီးတယ်။တကယ်တော့ဟိုတကဆေးလာကူပေးတော့ကအောင်မင်းကကြီးစံနေထုတ်သွားခဲ့တာပါ။ညဘက်အောင်မင်းအိတ်နေချိန်မှာတော့ဘောင်ရဲ့လည်းကားထဲကသူ့ကိုစောင့်ကြည့်နေတဲ့ကင်မရာတွေနဲ့ကြားရတွေကိုလိုက်ပိတ်ပါတယ်။ဇနီးအောင်ဖြစ်သူထံသူမကောင်းခဲ့တာတွေအတွက်နောက်နောက်ရအောင်အတန်မန်းဆေးပို့လိုက်ပေးမယ်။လိုင်းကဖျက်ထားတာမို့လို့မရ ုပ်သွားပါဘူးဒီလိုနဲ့တနင်္လာရောက်မှာတော့ကားကရဲသွားပြီးဗရင်မောက်ပန်ချလာကအောင်မြင့်ကိုလူကိုယ်တိုင်မြင်လိုက်ရတယ်ဘာဝင်လည်းတိုက်ခိုက်ဖို့ကြိုးစားပေမယ့်အောင်မြင့်ကလည်းဆင့်ရှော့တိုက်နေလို့မအောင်မြင်မှုဖြစ်နေပါတယ်ဘာဝင်ကိုလက်ထစ်တစ်ခုပြပေးလိုက်ပြီးကိုယ့်ဘာသာကိုလက်ထစ်ခက်ခိုင်းနေခိုင်းတာမလုံးမချင်းရှော့တိုက်နေလို့ဘာဝင်လည်းသူ့လက်သူပြန်ခတ်ထားလိုက်ရတယ်မကြခင်မှာအောင်မြင့်ကကားထဲဝင်လာပြီးသူကိုယ်တိုင်မောင်းကခေးဆက်ကြတယ်အောင်မြင့်ရဲ့သမီးလေးကကားတစ်ခုတွေလက်ချက်နဲ့တင်းဆုံးခဲ့ရတာကြောင့်သူကအခုလိုလေလုပ်နေတာပါရဲတွေကဖမ်းဆီးမိရင်လည်းနှင်းနှင်းကြကြရင်ပြန်လို့ပေးတတ်တာမို့လို့တရားမျှတမှုမရှိဘူးလို့အောင်မြင့်ကယုံကြည်နေပါတယ်ဒီလိုမျိုးအောင်မြင့်ကစကားရင်းကောင်းနေတော့ ုံးမှာပေါဝင်းကတော့သူ့ချောက်တော်မီကားရဲ့စားကပ်ပြားတွေကိုကလိနေခဲ့တာပါအောင်မြင်သွားခဲ့ပြီးကားကပေါဝါပြတ်ကျသွားကလမ်းမေးမှာထိုးဆင်းသွားပါရင်အောင်မြင်လည်းဂန်းကိုထုတ်ပြီးပြစ်လိုက်ပေမဲ့ကားရဲ့ပြုတ်ကျနေတဲ့အချိန်ကြောင့်ဘေးကမှန်တွေကိုထိပြီးသူ့ကိုယ်သူပြန်မှန်သွားတယ်နှစ်အောင်စလုံးသတိလစ်သွားပြီးသူ့ရဲ့ဖုန်းသံကြောင့်ပေါဝင်းကလိုလာခဲ့တယ်လိုင်းဖြတ်တောက်ထားတာပြက်စီးသွားလို့နိုတီတွေဝင်လာတာဖြစ်ပြီးပေါဝင်းလည်းလက်ထိတ်ရအောင်ဖြုတ်တယ်ဒီအချိန်မှာအောင်မြင်ကလိုလာလို့တီးခန့်ခဲ့ရသမျှကိစ္စတိုင်းကိုပြန်တွေးပြီးရိုင်းနှံထိုးကြည့်ပါတော့တယ်ပေါဝင်းကနိုင်သွားပြီးဂန်းနဲ့ပြစ်ဖို့လုပ်နေတော့ဇနီးအောင်ဖြစ်သူခြံကဖုန်းဝင်လာတယ်ပေါဝင်းပို့ထားတဲ့အတန်မန်းစင်တွေကြောင့်တစ်ခုခုဖြစ်နေပြီးအချိန်နဲ့စိတ်ပူ ို့လို့ဖုန်းဆက်လိုက်တာဖြစ်ပါတယ်။ဘောင်ရင်ကလည်းသူအစင်ပြေချောင်းပြောပြီးခဏနေကြာရင်သမီးလေးကိုလာတွေ့မယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်မှာကားနောက်ခန်းထဲမှာမိဆာလောင်နေပြီးဘောင်ရင်လည်းကားထဲကအတူတူထွက်ဖို့အောင်မြင့်ကိုပြောတယ်။အောင်မြင့်ကလက်မခံပဲအတူတူတင်ရအောင်လို့ပြောနေပါသေးတယ်။ဘောင်ရင်လည်းအောင်မြင့်ကိုမှရှာကြည့်တော့သူချောင်းကိုတွေ့ရပြီးဒီတူကကားမှန်လေးကိုရိုက်ခွဲဖို့လှမ်းထားမှန်းတီသွားကမှန်ကိုစာခွဲပါတယ်။ကားကြီးမပေါ်ခွဲခင်မှာကတိလေးပဲကားထဲကနေထွက်နိုင်ခဲ့ပြီးသူဝဲထားတဲ့ခဲချစ်ချီလက်မကလည်းပေါက်နေတာတွေ့ရတယ်။နောက်ဆုံးမှာတော့ဘောင်ရင်လည်းသူသမီးလေးနဲ့အတူတူပြန်လဲစုံစည်းသွားနိုင်ခဲ့ပြီးဇလန်လေးလည်းပြီးဆုံးသွားပါတယ်။လူကြီးမင်းတို့လည်းကာ ခိုးတော့မယ်ဆိုရင်အောင်မြင့်ပိုင်နဲ့ကာလာဆိုတာအရင်ဆုံးစစ်ဆေးကြဖို့အတွက်ပြောချင်ပါတယ်